ကျန်တဲ့ကျန်သူများမင်္ဂလာပါဆရာကတော့ဒက်တမတ်ရန်တင်ယူတည်မြန်မာစာပါတာရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့လက်ဆောင်ဆိုတဲ့ကြပြအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ် ီတင်ကန်းစာကိုလေးလာခြင်းအဓိကရည်ရွယ်ချက်ကတော့မိမပြုတ်လေးဤတိမ်မွေးလှတဲ့ချစ်ချင်းမေတ္တာကိုတည်ရှိစေဖို့နောက်လေးစိတ်ကြပြာကိုအတန်နဲ့အတန်တားမှန်မှန်ဖြင့်ရွတ်ဆိုတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီလက်ဆောင်ဆိုတဲ့ကြပြာကိုဘယ်ခင်မှရေးခဲ့တာလဲဘာကြပြာမျိုးစားလဲဘယ်သူရေးခဲ့တာလဲဆိုတာကိုလေးလာကြည့်ကြရအောင် ဒီလက်ဆောင်ကပြားကိုကုန်းမောင်ခင်မှာရေးခဲ့တာပဲဖြစ်ပါတယ်သူရဲ့ကပြားမျိုးစားကတော့၄စစ်ကပြားမျိုးစားဖြစ်ပါတယ်ရေးတဲ့သူကတော့ကုန်းမောင်ခင်စာဆိုမဲခွေဖြစ်ပါတယ်မဲခွေရဲ့အထုပ်ပတိအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဒီလက်ဆောင်ဆိုတဲ့ကြပြောင်းရေးဖွဲခဲ့တဲ့စာဆိုမဲခွေရာဆိုလို့ရှိရင်ရတနာတိန်ကားမျိုးနေစစ်တောင်းဝင်တမီးနှစ်ယောက်အ ਨੇ ကအငယ်ဖြစ်ပါတယ်အရွယ်ရောက်လာတဲ့အခါမှာ အမွေးဝန်ဟောင်းမောင်ဆွဲ့နဲ့ဆုံဖက်ပါတယ် မဲခွေရဲ့အမကတော့မဲကီဖြစ်ပါတယ်။မဲခွေရဆိုလို့ရှိရင်မြန်မာတက်ကရေ1143ခုနှစ်မှာနန်းတက်တော်မူတဲ့ဘိုးတော်မင်းတရားလက်ထက်မှာနန်းတွင်၌ခါစားထမ်းရွက်ပြီးတော့အမျိုးသမီးစာဆိုတော့အဖြစ်ကြော်ကြားလာတဲ့သူလည်းဖြစ်ပါတယ်။ပညာရှင်ချို့တို့မှတ်သားချက်တွေအရာကတော့မဲခွေရဆိုလို့ရှိရင်တက်ကရေ1196ခုနှစ်မှာနန်းတက်တော်မူတဲ့ကုန်းပေါင်မင်းတရားကြီးလက်ထက်တော်တိုင်အောင်ထင်ပေါ်ကြော်ကြားသူလို့ဆိုထားပါတယ်။ မဲခွေရဆိုရင်12လ12ရာဒီလုံးကိုပင်အဲချင်းကပြပြင်ရေးဖွဲခဲ့တယ်လို့အဆိုရှိခဲ့ရာအရှိကပေါ်ခဲ့ဘူးတဲ့12ရာဒီဘွဲရတု12ရာဒီဘွဲလူသားများနဲ့မတူဘဲနဲ့တမှုထူးခြားနေတာကိုတွေ့ရပါတယ်အဲ့ဒီ12ရာဒီအဲချင်းများအပြင်80ပေါ်အဲချင်းတရားချင်းနေနောက်ငိုချင်းနေ၄၁တွေရတုတွေကိုလည်းရေးသားခဲ့ပါသေးတယ်အထူးသဖြင့်မဲခွေရဆိုရင်အဲချင်းများနဲ့ငိုချင်းများကြောင့်ထင်ရှားကြော်စောလာပါတယ် ဆက်ပြီးတော့ဆရာတို့ကစာစုံမဲခွေရေးခဲ့တဲ့ lesson ဆိုတဲ့လေးစိတ်ကြပြလေးကိုအတန်းနဲ့အတန်းသားနဲ့ရွေးဆိုကြည့်ကြရအောင်မဝေဘူးမဲခူပါတဲ့ဖက်ဆူဆူမိမကူနေဘူးမမกินအားလို့ဟိုမိမကူပါဘူးရှင် နေဘူးမမกินအာဟာရเจ้าထားရရေအိယာအောက်မှာမင်းမင်းတောက်ဖို့ညာနာစီသွားနဲ့ကြိုက်လို့တို့မချိုးတော့လိမ့်စေ ပုမကုဝါကြည်ပြုတွင်ရကဲ့နေပုမကုပါဟုရှင်ဝါကြည်ပြုတွင်ရကဲ့နေငဲချစ်မောင်ရွှေဝါတော်ကိုပါလိုက်ကလေး ಸಿಲೈಲಸ ဒါကတော့19ရာစုတုန်းကမဲခွေရေးခဲ့တဲ့လက်ဆောင်ဆိုတဲ့လေးစိတ်ကပြားလေးကိုအတန်ဒီအတန်သားနဲ့ရွတ်ဆိုခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဒီကပြားလေးရဲ့အနက်အိပ်ပဲကိုလေ့လာကြည့်ကြရအောင်။ဒီကပြားဟာဆိုလို့ရှိရင်မိမပြိုလေးကအင်းဝရွှေမျိုးတော်ကြီးစီကိုသွားတဲ့သူ့ရဲ့ချစ်သူမောင်အတွက်ဆေးလိပ်လက်ဆောင်ပေးတာကိုရေးဖွဲ့ပေးထားပဲဖြစ်ပါတယ်။အဲ့ဒီလိုဆေးလိပ်လက်ဆောင်ပေးတဲ့အခါမှာဆေးလိပ်လိပ်ဖို့အတွက်ဖက်ကိုဒီမိမပြိုလေးကဈေးကနေမဝယ်ဘဲနဲ့သူ့ကိုယ်တိုင် ခူးတယ်ဆရာတို့ကဒီဆေးလိပ်လိုက်တဲ့အခါမှာဒီ pass ကိုအစိုးတိုင်းဆရာတို့ကလိတ်လို့မရဘူးရင်ဆုံးသူ့ကိုချအောင်လုပ်ရတယ်အဲ့လိုလုပ်တဲ့အခါမှာဒီ main မပြူလေးရဆိုရင်ဒီဆေးလိပ်လိတ်ဖို့ pass ကိုဘလို့ချအောင်လုပ်လဲဆိုတော့မီးဘူးမှလည်းမกินဘူးနေဘူးမှလည်းမလန်းဘူးပေါ့သူကဘလို့နင်းနဲ့အဲ့ဒီ pass ကိုချအောင်လုပ်လဲဆိုတော့အဲ့ဒီ main မပြူလေးရသူ့အိတ်တဲ့အိတ်ရအောက်မှာထားပြီးတော့ကိုငွေးနဲ့ချအောင်ပြုလုပ်လိုက်တယ် အဲ့လိုပြုလုပ်ပြီးသွားတဲ့အခါမှာညာအနာရှည်သွားတဲ့ကြိုက်လို့တို့မချိုတော့လေစေအဲ့ဒီအနာလေးတွေကိုလည်းဘာလို့လိုက်လဲဆိုတော့ကက်ကျင်းနဲ့လည်းမညက်ဘူးဓာတ်နဲ့လည်းမဖြတ်ဘူးသူကဘာလို့လိုက်လဲဆိုတော့သူ့ရဲ့ရှည်သွားလေးတွေနဲ့ကြိုက်ဖြတ်လိုက်ပါတယ်တဲ့ဒါကြောင့်မလို့သူပေးလိုက်တဲ့လက်ဆောင်ဖြစ်တဲ့ဆေးလိပ်ဟာဆိုလို့ရှိရင်မချိုစဘူးအလွန်ချိုတဲ့ဆေးလိပ်မျိုးဖြစ်ပါတယ်အဲ့ဒီဆေးလိပ်ကိုလိပ်ပြီးသွားတဲ့အခါမှာအဲ့ဒီအလိပ်ပြီးမသွားဖို့အတွက်ဆရာတို့ကဒီခြီလေးနဲ့ ရစ်ပတ်တယ်အဲ့ဒီလိုရစ်ပတ်တဲ့အခါမှာလည်းဘာလုပ်လဲဆိုတော့သူကပိုးမကူပေါ့ပိုးကြည့်မသုံးမဲနဲ့ဝါးကြည့်ပြူတပင်နဲ့ရစ်လိုက်ပါတယ်တဲ့အဲ့ဒီလိုရစ်ပြီးတော့မှလက်ဆောင်အဖြစ်အင်းဝရွှေမျိုးတော်တော်ကြီးစီကိုရောက်နေတဲ့သူ့ရဲ့ချစ်သူမောင်ကိုလက်ဆောင်ဖြင့်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီကပြားကိုလေးလာတိုက်တဲ့အခါမှာဆရာတို့ကဘာကိုတွေ့မြင်ရလဲဆိုတော့ဒီမိမ့်မပြိုလေးရဲ့သူရဲ့ချစ်သူမောင်ပေါ်ထားရှိတဲ့ချစ်ချင်းမြေတာတွေကိုဆရာတို့ကအထင်းသာမြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်ခုဖော်ပြပေးထားတာကတော့ ခက်စစ်တွေပဲဖြစ်ပါတယ်ဒီခက်စစ်အဖွင့်တွေကိုចောင်းသားចောင်းသူတွေကတေးချာချာလေးလာចက်မှတ်ထားဖို့လိုအပ်ပါတယ်ဘာကြောင့်လေးလာចက်မှတ်ထားဖို့လိုလဲဆိုတော့ဒီကြပြားမှာပါတဲ့စကလုံးတွေကိုဆရာတို့ကနားမလည်ဘူးဆိုလို့ရှိရင်ဒီစကလုံးတွေရဲ့အဓိပ္ပာယ်တွေကိုမသိဘူးဆိုလို့ရှိရင်ဆရာတို့ဒီကြပြားဟာဘာလို့ဆိုလို့ရလဲသူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတာကိုနားလည်မှာမဟုတ်ပါဘူးသိမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီခက်စစ်အဖွင့်ကိုတေးချာချာကြည်ညက်ညက်လေးလာចက်မှတ်ထားဖို့လိုအပ်ပါတယ်ဆက်ပြီးတော့အလင်္ကာများကိုကြည့်ရအောင် အလင်္ကာကတော့ထုတက်လေရှင်းနေစရာမလိုလောက်တော့လို့ထင်ပါတယ်။ဘာကြောင့်ဝင်္ဂဝတိအလင်္ကာလို့ခေါ်လဲဆိုတော့ဓာတ်ရိုက်မရေးပဲနဲ့တွေ့ဝိုက်ရေးဖွဲထားတဲ့အတွက်ကြောင့်ဝင်္ဂဝတိအလင်္ကာလို့ခေါ်ပါတယ်။ရှိရတဲ့ငန်းစာတွေကိုကြည်ညက်ညက်လေးလာတိရှိခဲ့ပြီဆိုရင်တော့အခုဖော်ပြပေးထားတဲ့မိကွန်းတူတွေကိုလည်းလွယ်ကူစွာဖြည့်ဆည်းနိုင်မှာပဲဖြစ်ပါတယ်။ဒီမိကွန်းတူတွေကိုဖြည့်ဆည်းတဲ့အခါမှာတူတူနဲ့လူရင်းရအောင်ဖြည့်ဆည်းလို့ရပါတယ်။အဲ့လိုဖြည့်ဆည်းတဲ့အခါမှာ 2Q ပြရမှာကတော့တပ်ပုံလုံးဝမလို့မရပါဘူး။ နောက်တစ်ခုကတော့မေကွန်းရှိဖြစ်ပါတယ်။မေကွန်းရှိကတော့မေးထားတဲ့မေကွန်းနဲ့အံဝင်ခွင့်ချဖြစ်အောင် လိုက်လျောညှိထွေဖြစ်အောင်ရေးဖွဲ့ပေးရမှာဖြစ်ပါတယ်။အဲ့ဒီလိုရေးဖွဲ့တဲ့အခါမှာအထူးပြုပြရမယ့်အချက်ကတော့အချက်လက်ပြည့်ပြည့်စုံစုံဖြစ်ဖို့ရေးကြည့်ပါတယ်။နောက်တစ်ခုကတော့လေ့ကျင့်ရမေကွန်းများဒီမေကွန်းများဟာဆိုလို့ရှိရင်ចောင်းသားចောင်းသူတွေ ရဲ့တတိနားလည်မှုကိုစံတက်တဲ့မိကွန်းတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ចောင်းသားចောင်းသူတွေအနေနဲ့ဒီလေ့ကျင့်ရဲ့မိကွန်းများကိုဖြည့်ဆို့တဲ့အခါမှာရှေ့ရတင်ကန်းစာတွေကိုလေးလာခြင်းရနေရရှိလာတဲ့အသိပညာတွေဗဟုသုတတွေနောက်ခန်းစားချက်တွေထင်မြင်ချက်တွေယူဆချက်တွေကိုအခြေခံပြီးတော့ဖြည့်ဆို့ရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။